မင်္ဂလာပါဒီနေ့ share ရလို့ရမယ့်အကြောင်းအရာလေးကတော့အသီးပုံစံရှိတွေကို Adobe Illustrator ထဲမှာဘယ်လိုဖန်တီးရမလဲဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ဒီမှာဆိုနေတဲ့စာဝိုင်းပုံစံရှိတစ်ခုကိုဆွဲပြီးဘတ်ဖိုင်နာရဲ့အနေပေါ့ချတယ်အလိုင်းကြီးဝင်အတွက်မြင်းချောင်းနှစ်ချောင်းကိုဆွဲပြီး align center ကိုကြီးလိုက်ပါမယ်တတိယရှိတစ်ခုကို ဖတ်ဖို့ဝိုက်ချပြလိုက်ပါမယ်။အတီးပုံစံရှိတ်တွေပေါ်လွင်ဖို့အတွက်အလဲမှာရှိတ်တုံးကိုဖန်တီးလိုက်ပါဒီတော့ပတ်ဖက် rotate တူကိုယူပြီးတော့ order rack လေးနေပြီးဒီ gear ကို၄၀ degree ထားပြီးတော့ copy ပေါ်လိုက်ပါမယ်ပြီးတော့အားလုံးကို selection ပေးပြီးပြီးကိုဆွဲချုံလိုက်ပါမယ်နောက်တစ်ဆင့်နေတဲ့အသီးရဲ့ body ကိုဆွဲမှဖြစ်တဲ့အတွက်ကြောင့်စပိုင်ရှိတစ်ခုယူပြီးလိုလိုလိုက်ကြည့်လိုက်ပါ 这个，这个楼盘里面的配套玩意，反正我杰瑞这帮人。